ဟုတ်ကဲ့ကိုကြီးကျန်းသူ YouTube Channel ကိုကြည့်ရှုလေ့လာနားဆင်နေတဲ့အမြဲတမ်းအသံသွားသူမြဲမြညီကောင်မများနဲ့တကွာတခြားသမိတ်ဆွေများအားလုံးမင်္ဂလာပါဒီဒီခါတော့ကျွန်တော်တို့ဟိုးရင်တော့ကျွန်တော်တို့ပြောပြခဲ့ဘူးတယ်ပေါ့နော်အာ window မှာပါတဲ့ကျွန်တော် SFC scan down ပေါ့နော် SS SFC scan down တော့ SFC verify only တော့အဲ့ဒီ command တွေကိုအသုံးပြုပြီးတဲ့ခါကျတော့အသုံးပြုပြီးတော့ကျွန်တော်တို့ computer ကိုတန်ရှင်းလုပ်တယ်ပေါ့ကွာ SSC scan down တော့ SSC verify only လို့ဆိုတာဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကွန်ပျူတာမှာအာနည်းနည်းပျက်စီးသွားတဲ့ system file လေး binary smuggle လေးကိုပြန်ပြီးတော့မှအာ check in ဝင်ပြီးတော့သိရမလားတစ်ချက်ဝင်ရှိုးပြီးတော့အာဗာလေးဘယ်လိုပြတ်တယ် binary ကြီးကွာဗောနအဲ့လိုမျိုးပြပြင်းတဲ့ဟာဗောဗျာ CHKDSK လို့ဗောနဆိုတော့ဒီဟာ tutorial ကလုံးဝ basic ဓမ္မတွေဆိုလို့ရှိရင်တော့တိတ်အဆင်ပြေမှာမဟုတ်ဘူးဗောနအာ intermediate level တွေ advanced level တွေတော့နည်းနည်းပိုအဆင်ပြေမှာဗောနဒါမှမဟုတ်နည်းနည်းဘူးသူတာ ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းတိမိခေါင်းမရှိတဲ့လူဆိုရင်တော့သဘောပေါက်လို့ Okay အဲ့တော့ SFC scan down ကတော့ scan down နဲ့ verify only ကဘာကွာလဲဆိုလို့ရှိရင် scan down ကပို့ပြီးတော့လုပ်ဖြစ်တယ်ကွာ verify only ဆိုတာတော့သူကဟိုဟာ check check in လုပ်ရုံပဲเนาะအာ scan down ကြတော့ဟိုဟာပေါ့သူက final စစ်ပြီးတော့မှတချို့အပိုင်းတွေသူတို့ပြန်ပြင်ပေးလာတာရှိတယ်ကွာ Okay အဲ့တော့ဒီ file လေးကိုကျွန်တော်မှာဒီမှာ run after SFC scan down ဆိုတဲ့ notebook file လေးကျွန်တော် ထုံးစံတန်းကျွန်တော်ကိုကြီးကျန်သူ Telegram channel မှာတင်ပေးထားမယ်ကွာ land dism dism slash online slash dism slash online slash clean up image slash restore elf selected ဒါကဟိုတကယ်လို့ sfc scan down လောက်ပြီးသွားရဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့ဟိုဟာပေါ့အာ command prompt မှာ run at administrator နေပြီးတော့ run ပြီးတော့မှရိုက်ထည့်ပြီးတော့လုပ်လို့ရတယ်ကွာတကယ်လို့ဟိုဟာမဖြစ်လားဒီ command ကို copy ဆွဲပြီးတော့ရိုက်လို့ရအောင် paste ချလို့ရအောင်ကျွန်တော်တခါတည်းပြပေးထားပါဘောเนาะဆိုတော့ဘေးသိက်သမားတွေကတော့ဘာခက်လဲကွာဒီတိုင်း copy ဆွဲပြီးတော့လုပ်လို့ရတာပဲဆိုပြီးတော့มาတော့ရှိတာပေါ့ ါပေမဲ့အာတကယ်တမ်းကြာလို့ရှိရင်တော့အခြေမခံရင်တော့အဆင်မပြေဘူးလေနော်ဘာမှဘာမှညာမှမသိပဲနဲ့ဒီတိုင်းရန်တုတ်တာတဲ့ဆာလို့ရှိရင်တော့ကွာအဲတက်နိုလော်ဂျီတခုကိုအခြေခြေမြင့်မြင့်သိထားတာပိုကောင်းတာပေါ့နော်အခုဒီ command ကအာတကယ်လို့ scan လုပ်ပြီးတော့ SSC scan down နဲ့ဖတ်ပြီးသွားတဲ့ဟာတွေကိုအာဘယ်လိုပြောမလဲကွာဟို online ဒါကတော့ဒီ discount ကိုသုံးတဲ့ခါကျရင်တော့ online ချိန်ထားမှာပေါ့တော်သူ online ချိန်ပြီးတော့မှအာပို့ပြီးတော့မှဟိုလိုအပ်တဲ့ဟာကိုပြုပြင်ပေးသွားတဲ့ဟာပေါ့နော်โอเค folder view with cmd 15 of 28 command prompt ကိုကျွန်တော်ဟာ desktop ပေါ်မှာရှိဒါကိုကျွန်တော် run at administrator တခါတည်းလောက်ထားတယ်ဗောနော်အနောက်ခောက်ဖွင့်အောင်ပဲကွာတကယ်လို့ run at administrator မလောက်ထားဘူးဆိုလို့ရှိရင်လည်းအာ property မှာသွားလောက်ကွာအဲ့ property မှာလောက်တဲ့ဟာကိုလည်းကျွန်တော်ကိုရေးချမ်းသူ Telegram အော် sorry YouTube channel playlist တန်းကမျက်မြင်များတော့အထူးထူးကွန်ပျူတာနည်းပညာများဆိုတဲ့အထက်မှာသွားရှာကြည့်လို့ရတယ်ကွာဒီ administrator ကိုအလိုလိုဟိုဖြစ်ဖြစ်အောင် လုပ်တဲ့ဟာဗောနော် property ထဲမှာသွားလို့ရတယ်ကွာနော်အဲ့ဒါတော့ပြမနေတော့ဘူးကွာ Administrator. C. <coughs> C. Windows System 32 Greater Deployment Image Servicing and Management Tool Version 10.0.1904 1.3636 <coughs> <coughs> <Lank. coughs> Equals equals 3.8% 4.6 equals 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 6. 4 equals 7. 5 equals 8.9.7 10.1% 6 equals 10.7% 1.2 7 equals 12. SFC scan command three point เออได้ๆไล่ไปแล้วเนี่ยดูดูสแกนเอาแล้วก็ UI โซลูชั่นเอ่อ19.6 12.1 12.1 13.1 window error တွေ file error တွေဘာညာဆက်လာ error လေးတွေရှိတယ်ဆိုလို့ရှိရင်ဒီကောင်ကဒါ internet နဲ့တခါချက်ပြီးတော့အော်ဒီမှာတော့ delay တွေပြတ်နေကွာဒီမှာ internet ကနေပြီးတော့မှ system ကနေချိန်ပြီးတော့မှတခါလဲဒါလေးဝင်ပြီးတော့ပြုတ်ပြင်မယ်အာဘာလို့မှညာလို့အဲ့လိုမျိုးပေါ့ကွာနော် background noise လေးနည်းနည်းရှိနေတယ်ကွာဒီလားဟိုဟာလေးကပြဿနာကိုကလည်းသူများနေရာမှာဆိုတော့နည်းနည်းလေးဟိုဟာဖြစ်နေပါဘာ။ရင်တော့ချောင်းစုံတော့ဘာလို့မှဆိုလို့ရှိရင်လူကြီးတိတ်တဲ့အချိန်ကျွန်တော်တွင်လိုက်တော့အဆင်ပြေတယ်ကွာ။အခုကသူများနေရာမှာဆိုတော့အဲ့ဒီဟာလေးအခက်အခဲနည်းနည်းရှိလို့ပေါ့နော်။အဲ့ဒါလေးတော့ ဒီ description အလင်းအနေနဲ့လည်းဝင်လို့ရတယ်ပေါ့ โอเคเดี๋ยวเราบ่า26 equals 45.1 45บาเซนเมตรโอเคကျေးဇူးတင်ပါတယ်ဒါကတော့သူစကန်စစ်နေရတဲ့အတွက်ပေါ့နော်ဒါလေးပြီးရင်တော့ပြီးပါ comment လေးကိုလည်းကျွန်တော်ဟိုနှုတ်ပတ်လေး equals 46ပါတယ်နော်ကျေးဇူးပါဗျာနော်နောက်မှပြန်တွေ့ကြတာပေါ့တာတာကံကုန်ရင်တော့လည်းပြန်ဆုံကြသေးတာပေါ့